နီးငယ်ငယ်ချောချောလေးနဲ့အတူအမွာသမီးလေးတွေအတွက်တည်င်းကျော်မှာတိန်းတထောင်နီးပါအလူပေးခဲ့တဲ့ဦးမျိုးတန်းမင်္ဂလာပါပြိတ္တကြီးတို့ရင်ပျော်ရွှင်မှုကိုငွေနဲ့ဝယ်လို့မရဘူးဆိုပေမဲ့ငွေကိုတုံးချကတာယာပျော်ရွှင်ပြီးလူပိသားတွေဘဝကိုတိဆောက်ထားတဲ့မန္တလေးမြို့ကတတိကြီးတူအကြောင်းကိုပြောပြပေးချင်ပါတယ်ဒီတတိကြီးကတော့အားလုံးရဲ့ပစက်ပြားမှာရေပန်းစားခဲ့တဲ့အသက်60ကျော်မှာတမီးရွယ်စနီးကျော်လေးကိုလက်ထပ်ပြီးဘဝတည်ထူထောင်ခဲ့တဲ့တတိကြီးဦးမျိုးတန်ပဲဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းကိုအစာပိုင်းမှလူတွေကဝေဖန်ခဲ့ကြပေမယ့်ခုချိန်မှာတော့သူ့ရဲ့လုံရက်တွေကြောင့်အားလုံးကလေးစားချီးကျူးနေကြပါပြီ။အထူးသဖြင့်ပြီးခဲ့တဲ့သတင်းကျွမ်းလာပြီးနေမှာသူပြုတ်လောက်ခဲ့တဲ့အလူကတော့တကယ့်ကိုအမကန်ပါပဲ။တထေကြီးဦးမျိုးတန်းဆိုရနဲ့အများစုက ပြင်းပြကြမှာကတော့သူ့ရဲ့မင်္ဂလာပွဲပါပဲ။ ဦးမျိုးသားဟာအသက်60ကျော်အရွယ်အရာရာပြည့်စုံနေပြီမယ်ပထမဇနီးကွယ်လွန်ပြီးနောက်အထီးကျန်ဆက်နေတဲ့ဘဝမှာအေးချမ်းတဲ့မိသားစုဘဝလေးတစ်ခုကိုတည်ဆောက်ဖို့အတွက်တိမ်မောင်းထောင်တောင်းချီကုန်ကြခံပြီးငယ်ဝယ်နှုတ်ပြတဲ့သမီးအရွယ်ဇနီးလေးတူကိုတရားဝင်လက်ထပ်ခဲ့တာပါ အဲ့ဒီတော့ကတော့လူမှုကွန်ရက်ပေါ်မှာအမြင်မျိုးမျိုးဝေဖန်တာနေများခဲ့ပေမယ့်ဥမျိုးတန်းကတော့သူရည်ရွယ်ချက်ဟာတဏှာရာကကြောင့်မဟုတ်ပေအေဂျင်နေမိသားစုဘဝကိုတိဆောက်လို့ခြင်းသာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဥမျိုးတန်းဟာအသက်60ကျော်ဆိုရင်အရွယ်နဲ့မလိုက်အောင်ကျမ်းမာတန်ဆွမ်းပြီးတော့တစ်ချိန်နဲ့ချစ်စရာကောင်းတဲ့အမွာသမီးလေးနှစ်ယောက်ကိုရရှိခဲ့တာကတော့တကယ့်ကိုအမခံပါပဲ။ဒီလိုပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပန်းဆိုင်ရုံနဲ့မကားပဲတထည့်ကြီးဥမျိုးတန်းဟာသူ့ရဲ့ကျွမ်းဝချမ်းသာမှုတွေကိုလောကကျူတ ာသနာအကျိုးအတွက်အမြဲတမ်းရရရရလူတန်းလေးရှိသူပါဖျားတီကျောင်းဆောင်စင်းယုံစည်းကမ်းအတွက်ဆိုရင်သူလူတန်းကတော့3000ကျော်တောင်ရှိပြီလို့သိရပါတယ်အခုနောက်ဆုံးအနေနဲ့တည်င်းကျွန်းလာပြီနေလို့နေထူးနေမြန်မာတော့သူ့ရဲ့ချစ်စိုးအမွှားသမီးလေးတွေရဲ့ကုသိုလ်သူမိသားစုရဲ့စေတနာဖြင့်ငွေကျပ်3000လိပါကိုတရက်ထဲနဲ့လူတန်းခဲ့ပြန်ပါတယ် သူရဲ့လူမှုကိုရမရေးသားထားတာကတော့တည်င်းကျုံလာပြီးနေခါသမျှနေတူနေမြမညီကိုမောင်နှမများတူတူမများဆွေမျိုးများမိတ်ဆွေပေါင်းသင်းများအားလုံးအတွက်မုံဘိုး906သိန်းယင်းကြီးကြသောမိတ်ဆွေလှုပ်ဖော်ကိုင်ဘတ်များမှလာရောက်ကြကြသည့်အတွက်မုံဘိုးပြန်လည်ချင်းမြင့်ွေ95သိန်းစုစုပေါင်း113သိန်းဟာမေတ္တာစေတနာမူတည်တာဖြင့်ချင်းမြင့်ပေးကမ်းခဲ့ရသည့်အတွက်ကျွန်တော်မိသားစုကဝမ်းသာကြီးနူးခဲ့ရပါသည်ဆိုပြီးတော့ပါ စုစုပေါင်း3131သိန်း3000လီပါကိုမုံဘိုးအနေနဲ့ရရရရပေးကမ်းချီမြှင့်ခဲ့တာပါဒါဟာတကယ့်ကိုမွန်မြတ်တဲ့စေတနာပါပဲ ။ဦးမျိုးသားဟာဒီလိုလူတန်းကြီးတွေအပြင်အသေးမကိစ္စတွေမှာလည်းသူ့ရဲ့စာနာစိတ်ကိုပြသခဲ့ပါသေးတယ်။လွန်ခဲ့တဲ့မဟုကာလကရှားတီဥတုပေါက်ပြန်လို့နှမ်းကင်းနေရေမြုပ်ပြီးခက်ခဲဖြစ်နေတဲ့တောင်သူလယ်သမားကြီးတွေကိုလည်းသူချင်းစီအတွက်မုံပိုးငွေတသိန်းချက်စီလူတန်းပေးအားပေးခဲ့ပါသေးတယ်။ဒါကသူကိုယ်တိုင်လည်းတောင်သူလယ်သမားဘဝကိုနားလည်စာနာတတ်သူဖြစ်ကြောင်းပြသနေတာပါပဲ။ ဒါကြောင့်မို့လို့တတိကြီးဦးမျိုးသားဟာအသက်အရွယ်ကိုအတူပြီးအောင်မြင်တဲ့မိသားစုဘဝတစ်ခုတည်ဆောက်နိုင်ခဲ့ရုံသာမကသူရှာဖွေထားတဲ့ဥစ္စာတနာတွေကိုအများကျိုးတွန်းရရရရပြန်လည်မျှဝေပေးနေတဲ့စိတ်ထားပိုင်ရှင်လေးဖြစ်ပါတယ်။ဒီလိုစေတနာရှင်တတိကြီးဦးမျိုးသားရဲ့တည်င်းချွတ်မှာပြုလုပ်ခဲ့တဲ့တိန်းထောင်ကြီးအလူကြီးနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ကရောဘလူးမြင်ကြလဲဘလူးခန်းစားရလဲဆိုတော့ comment မှာကိုယ့်ရဲ့အမြင်လေးတွေကိုဝေမျှပေးသွားကြပါအောင်ရှင်။